မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ property seeker ပြည်သက်တွေဒဲမှာမှအိမ်ကလုံးဝအခုလိုပေါ့နော်ကြီးပြီးတော့ထယ်နေမှ လုံးဝကျွန်တော်တို့တကယ်ကိုခန်းနာနေမှကြိုက်တယ်ဆိုတဲ့ဧည့်တယ်များအတွက်ဒီနေ့ကတော့ကျွန်တော်တို့ဒါကျွန်တော်တို့မြေကြီးက60 80ပုံမှာ34 51အိတ်ခန်းကကျွန်တော်ခုနှစ်ခန်းသုံးထပ်ခွဲပြီးစောက်ထားတဲ့အိမ်ကြီးအိမ်ကောင်းတစ်လုံးကိုဒီနေ့ကကျွန်တော်တို့ house tour လေးလုပ်ပြီးမှဖြစ်ပါတယ် ဒီအင်ရဲ့ location ကဒါကျွန်တော်တို့ဒီဘက်မှာဆိုရင်ဒါလမ်းမကြီးပေါ့နော်။ကျန်စစ်သားလမ်းမကြီး။တော့တော့ကျွန်တော်တို့ဒီရောက်ကလာတဒါပေါ့နော်။ဒဂုံအရှိတဂုံအစုံကျွန်တော်ဒဂုံเจ้าနဲ့ဆင်းလာတဲ့တဒါအစင်းစင်းချင်းပထမဆုံးလမ်းဖြစ်ပါတယ်။တော့တော့ကျွန်တော်တို့ဒီမြောက်ကလာရွှေပောက်ကံမြို့တရဲ့22 VIP ရပ်ကွက်ထဲမှာဒီမှာဆိုရင်အားလုံးကတော့ဒါပေ60 80ဒီလိုအကွက်ကြီးတွေပဲပေါ့နော်။ဒီဘက်ကြီးလို့ရတယ်။ဒါဆိုရင်အင်ဂျီအင်ခေါင်းတွေအဲစုစည်းထားတဲ့ VIP ရက်ကွက်ထဲမှာရှိတဲ့အင်ဂျီအင်ကောင်းဖြစ်ပါတယ်။မြေကတော့ပါမင့်မြေပေါ့နော်။ဒီအင်ရောဖွင့်ဈေးကတော့12000ဈေးဖွင့်တာလေ။ဒါအင်ဆောက်တဲ့ဈေးရိတ်နေတယ်ကျွန်တော်တို့1000အထက်မှာရှိတဲ့အာကျွန်တော်တို့အင်ဂျီအင်ကောင်းပဲဖြစ်ပါတယ်။ကဲအဆိုတော့တက်ကြည့်အောင်လား။ဆိုဒီမှာဆိုရင်ဒါကျွန်တော်လမ်းထဲတော်တော်လေးကိုခြံဟိုမြင့်ထားတယ်ဆိုတော့ဒီဘက်မှာ Chancey U ရဲ့ဒီဇိုင်းကာလာအနေထားကို show လိုက်ဒါတော်တော်လေး grand ဖြစ်တာကိုကျွန်တော်ဖန်တီးထားတယ်ပြီးတော့ရင်ဒီ portico ပေါ့နော် ်ပေါ်တီโกကလည်းနှစ်ဆင့်ကိုမှဟိုးအမြင့်ကြီးထိကျွန်တော်တို့ပေါ်တီโกဆွဲထားတာဖြစ်တဲ့ကြောင့်ဒီအိမ်ကတကယ်ကို Royal မှ Classic Royal ပေါ့နော်အဲ့လို Omni ဆန်တဲ့အိမ်တစ်လုံးပဲဖြစ်ပါတယ်ဆိုတော့အိမ်ကတော့ကျွန်တော်တို့ဟိုးဘက်ချမ်းအနေနဲ့ဝင်လို့ရတယ်လို့ကြာဒီဘက်ချမ်းအနေနဲ့ဝင်လို့ရကားကတော့ကျွန်တော်တို့ဟိုးဘက်ချမ်းတိတ်မှာပေါ့နော်ကဲအဆင်ကျွန်တော်တို့အိမ်ထဲဝင်မကြည့်ခင်မှာဒီပေါ်တီโกကျော်ပြီးတော့ဒီဘက်ချမ်းမှာကျွန်တော်တို့ကားကိုအ ਨੇ ဆုံးကျွန်တော်တို့အများကြီးပေါ့နော်။ဘာလို့ဆိုတော့သူကတော့ချမ်းကတော့ ေ66ပေထိအမီအပူရထားတာဖြစ်တဲ့ကြောင့်ဒီဘက်ဆိုအကျယ်ကြီးဖြစ်တယ်ဒီမှာကားကြီးပဲအ ਨੇ ဆုံးကျွန်တော်တို့၈စီးလောက်ကိုကျွန်တော်တို့အထဲမှာထားလို့ရတယ်ဒါပေမဲ့ကားမထားပေးနဲ့ပန်းချန်လေးလုပ်မယ်ဆိုရင်လည်းအဆင်ပြေတဲ့အာနေရာလေးပေါ့နော်ဆိုတော့အိမ်ကတော့အခုကျွန်တော်ကြည့်လိုက်ဘလောက်ထဲလဲဒီလိုကျွန်တော်တို့ down ဒီအချိုးစစ်တွေအစတကယ်ကောနစ်တွေအချိုးတွေ line တွေကျွန်တော်အများကြီးယူထားတယ်ပြီးမှဒီ ceiling နေရာတွေမှာဆိုတော့ဒါ eco wood တွေနဲ့ဟိုတက်သားနဲ့အဖြူတက်သားအယောင်နဲ့ မီဇိုင်းက classic design မီဇိုင်းတွေပဲတည်တဲ့ယူထားတယ်နော်ကဲဆိုတော့ကြည့်ကြအောင်လာကဲအဲ့ဆိုရင်ကျွန်တော်အထက်တော့ကြည့်မယ်ဒီမှာဆိုရင်ကျွန်တော်မြန်မာဆန်ဆန်ကျုံးနေနေပဲကျွန်တော်လှုပ်ထားတယ်ပေါ့နော်ဒီဘက်ဆိုရင်ဒါအိမ်က plain ဖြစ်နေတာမျိုးတဲ့အဲ့လို line လေးတွေဆွဲထားတာဟင်ကျွန်တော်အိမ်ကပူပြီးထည့်တယ် let's go ဒီမှာကျွန်တော်ဝင်လိုက်ပြီဆိုရင်သူကတော့ကျွန်တော်ဒီဘက်ချမ်းကိုဧကန်ကိုတီးတဲ့ partition တစ်ခုယူလိုက်တယ်ဒါဒီဘက်ချမ်းမှာတော့ ground floor မှာ အခန်းတစ်ခန်းယူထားရပါတော့။ဒါဆိုရင်ဒီအခန်းတွေက၃လွာလုံးက၄အောက်တူတူဖြစ်တာဖြစ်ကြောင်းကျွန်တော်တို့ဒီအောက်အလော်မှာလူနေထားတာဖြစ်တဲ့ကြောင့်ကျွန်တော်အပေါ်မှာလူမနေထားတဲ့အလွာလေးတွေကျွန်တော်ပြပေးမယ်။ဒီအိမ်ကတော့လုံးဝအစ်စ်ပဲဖြစ်ပါတယ်။ဒါကျွန်တော်တို့ပြီးခဲ့တဲ့ဆက်တလပိုင်းလောက်မှာကျွန်တော်အိမ်တက်ထားအဲဒီအိမ်တက်ထားတာပေါ့နော်။ဆိုတော့ ground floor မှာတော့ကျွန်တော်ဒီဘက်မှာဆိုရင်မိဘခန်းနဲ့ဓမေဆာခန်းဖြစ်ပြီးတော့ဒီဘက်မှာအဲ့ခန်းပေါ့နော်။ဒီမှာကြည့်လိုက်လို့ရတယ်။ ဘယ်နာပဲဝင်ဝင်အဲ့လိုနန်းတော်ထဲလျှောက်သွားနေတယ်လို့ခံစားမိအဲအင်ကြီးအိမ်ကောင်းဖြစ်နေပါတော့ကဲဒါကတော့ကျွန်တော်တို့ဧကန်ဖြစ်ပါတယ်ဧကန်ဆိုရင်ကျွန်တော်ဒီဘက်မှာစတီတစုံဒီဘက်မှာလည်းကျွန်တော်နောက်စတီတစုံပေါ့နော်ဒီကနေဆိုရင်ကျွန်တော်တို့ခုနကပြောတဲ့ဂါဂရက်ကနေပြီးတော့ဒီလိုတက်လာလို့ရတယ်ပြီးစီလင်ကလည်းအားလုံးအလဆင်ပြေတာဖြစ်ပါတယ်ဆိုတော့ဒီအိမ်ကတော့ကျွန်တော်တို့ဒီလောက်ကြီးတဲ့ဒီလောက်ကျယ်တဲ့အိမ်တစ်လုံး ောက်လို့ဈေးနေတယ်တော်တော်ကုန်မဲ့အိမ်တလုံးဒါနှစ်တောင်းတစ်ထောင်ပဲဈေးဖွင့်ထားတယ်ပေါ့နော်ပြီးတော့ရင်ကဲခမင်းစားကန်းလေးချက်ရှိုးလိုက်အောင်ခမင်းစားကန်းကဒီဘက်မှာကျွန်တော်တို့အပေါ်အောက်ကြွေပြားအကုန်ကတ်ထားတဲ့အပြင်ကျွန်တော်စီလင်အလှဆင်ပြီးတာအနောက်ဘက်လည်းကျွန်တော်ဝက်တချင်းကိုအနည်းဆုံးကျွန်တော်တို့ခုနှစ်ပေလောက်ကိုအနောက်ကိုကျွန်တော်တို့ဟိုထုတ်ထားပြီးကြပါနော်တို့ကတော့ဒီအိမ်မှာကျွန်တော် kitchen ကတော့ရိုးရိုး kitchen counter ပဲဟိုလောက်ရတေးရပါနော်တကယ်တော့အပေါ်အောက်လူချင်းနေဆိုရင်ကိုယ့်ကိုပြန်ထည့်ယူရမယ် ဒီဘက်ဆိုရင်လည်းဒါ worth kitchen ကျွန်တော်စတူအနေနဲ့လည်းလုပ်လို့ရတယ်ဗျာဒီမှာကြည့်အဝတ်ရှော်တဲ့နေရာတွေအစားအကုန်လုံးကဒါကြွေပြားတွေတခြားကတ်ထားပြီးသားဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်တို့ second floor တော့ကြည့်မယ်ပြီးရင် third floor တော့ကြည့်မယ်ဒီ league ခွေအောက်မှာတော့ဒါ store ပေါ့နော် store တခန်းရှိတယ်ပြန်ဒီလေရန်ဒီတိုင်ဒီနောက်ဒီနင်းပြားထောင်ပြားတွေအကုန်လုံးကတော့ဒါကျွန်းဟိုမှာအကောင်းစား အေရှေကူကြီးကိုတိုင်ဒါကျွန်းတွေအကုန်လုံးယူလာပြီးတော့လက်သမားနဲ့တကားတွေပေါ့နော်အားလုံးကျွန်းတွေထွင်းထားတယ်ပေါ့နော်အခုကျွန်တော်ခုနဝင်လာတဲ့နေ့ကျွန်တော်ခန်းစားမိမယ်လို့ထင်ပါတယ်ဒုတိယအလွာမှာတော့ဒါဖရာเจ้าဆောင်ရဲ့အိတ်ခမ်း၃ခန်းရေပေါ့နော်ဒီဘက်မှာအိတ်ခမ်းတစ်ခန်းဒီဘက်မှာအိတ်ခမ်းတစ်ခန်း main master bedroom ဒီအိတ်ခမ်းဖွဲ့စည်းပုံကတော့အပေါ်မှာရှိရဖြစ်တယ်ကျွန်တော်အပေါ်မှာပြပေးမှာဖြစ်ပါတယ်ဒီမှာဆိုရင်ဒါအခင်းကတော့ကျွန်တော်တို့ဒီပတ်ကေးကိုခင်းပြီးတော့ဆီလင်အလှဆင်ပြီးတာမျိုးတကယ်တန် solid နဲ့ပဲ ကျွန်တော်တို့ဒီတန်ပန်းကိုယူထားတဲ့ air con ပါပြီးသားပါเนาะသူ့ရေဂျူရန်အင်တာဒီမှာလည်းဂျွေပြားပါเนาะအဂျွေပြားတွေပါဒီချက်ကတ်ထားပြီးသားဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒုတိယအလွာမှာရှိတဲ့ပထမဆုံးအခန်းပေါ့ဒီဘက်မှာအခန်းဖြစ်တယ်ကဲဒါကတော့ကျွန်တော်တို့ဒုတိယအလွာမှာလောကဘယ်ကနီအကြီးနဲ့ဗျာဖျားကျောင်းဆောင်ဖြစ်ပါတယ်တော်တော်လေးတက်ပေတယ်ပေါ့เนาะတော်တော်လေးတက်ပေတယ်ပြီးရင်ကျွန်တော်တို့ဘေးဘက်ခန်းမှာလည်းဒါ master bedroom တစ်ခန်းရှိရဲသူကလည်း ဒီဂျူကန်အင်တာတွဲရဲ့ပေါ့နော်ဒီလိုအခန်းနေကျတော့ဘုရားကန်းနဲ့နီးတဲ့နေရာတွေမှာအာလူကြီးတွေကနေကျင်တယ်ဆိုရင်လည်းရတယ်ဒါမှမဟုတ်ကွာဧည့်တွေအတွက်ရတာဖို့အခန်းကလည်းအဆင်ပြေပေါ့နော်ပြီးတော့ကျွန်တော်အရှိတ်ဝရန်တာလေးကြည့်ကြအောင်လားဒါဒုတိယအလွားနဲ့ထွက်လာတဲ့ဝရန်တာကြီးပေါ်ဒီကိုကြီးကဒီမှာကြည့်အောင် Oh my god ဒါကြီးကခမ်းနားမှုဆိုတာဒီဟောဒီဟာကိုဆိုလိုတာပေါ့နော်တကယ်နေလို့ထိုင်လို့လည်းတကယ်ကိုကောင်းတယ်ပြီးရင်ဒီဘက်ချမ်းပေါ့နော်ဒါကျွန်တော်ဒီ ဒီကနုတ်ဒီယူထားတဲ့နေရာတွေနောက်ပြီးတော့ဒီလိုပန်းတွေထိုးထားတဲ့နေရာတွေအစားတော်တော်လေး royal ဖြစ်တယ် classic ဖြစ်တယ်ဘုဘတ်ဆိုရင်ဒါကျွန်တော်တို့မဟာဗျူဟာမြောက်တဲ့လမ်းမကြီးလို့တော့ပြောလို့ရတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒါဒုတိယအလွာပေါ့နော်ပြီးတတိယအလွာတက်ကြည့်မလားဒီနေရာတွေဆိုရင်ဒါတွေဒါတွေအကုန်လုံးကဒါ ancient ကိုတိုင်းတသမားတွေခေါ်ပြီးတော့ twin ထုပြီးတော့ဟိုအိမ်မှာတက်ထားတယ်ပေါ့နော်တကယ်တကယ်လည်း ancient ကိုတိုင်းကနေဖို့ຢာထားပြီးတော့စောက်ထားတဲ့အိမ်ပေါ့နော်အခုကတော့ဟိုအိမ် အလုံးနဲ့နီးတဲ့နေရာမှာပြောင်းဖို့ဒါကြောင့်မလို့ဒီအင်းကိုဝယ်ရောင်းကောက်ရှင်တဲ့လူတွေအတွက်လည်းဝယ်ရောင်းစည်းပြီးတဲ့ခွင့်ပေးမယ်လို့သိရပါတယ်။ကဲ။အဲဆိုတော့ကျွန်တော်တို့ဒါတတိယအလောင်းလေးတော့ကြည့်ရအောင်။လီကခွင့်ကလည်းပြပြလေးလေးရှိတယ်။တပေါက်တတာနဲ့တက်လို့ရတယ်ပေါ့နော်။ဆိုတော့ဒုတိယအလောင်းမှာလည်းအိတ်ခမ်း၃ခန်းနဲ့ဖျားခမ်းတတိယအလောင်းမှာလည်းအဲ့လိုပဲအိတ်ခမ်း၃ခန်းနဲ့ family living room ပေါ့နော်။ ဒါကတော့ main မှာ spare room အခန်းကြီးအောက်အလွှာမှာကျွန်တော်မပြဘဲနဲ့အဲထားခဲ့တဲ့အခန်းပေါ့နော်ဒီလိုအကျယ်ဖြစ်ပါတယ်မကြည့်လို့ရဒီဘက်ခြမ်းကဂဒင်ထားဒီလိုအแทးကိုကျတော့ဒါ wardrobe ပေါ့နော် wardrobe ထားလို့ရတယ်ဒီဘက်ခြမ်းမှာဆိုရင်မန်တင်ကုန်ထားလို့ရတယ်ဒါသူ့ရဲ့ဂျူဟန်အိမ်သာဆိုရင်လည်းဒါဂူးပေပတ်လည်ရှိတဲ့ရေဂျူဟန်အိမ်သာပေါ့နော်မနှဲဟုတ်ကျင်မဆိုစပွဲတစ်ခုတော့အแทးမှာထည့်ထားတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီဘက်ခြမ်း ဒါတော့အိတ်ခမ်းကစုစုပေါင်းကျွန်တော်တို့၅ခမ်း၆ခမ်းမြောက်ပေါ့နော်၆ခမ်းမြောက်အခမ်းဖြစ်ပါတယ်အောက်မှာလည်းရေကျူးခဲအိမ်သာပါပီတာကြီးခဲ့ပြီးသားပေါ့နော်ဒါပေမဲ့အပေါ်ဆုံးကလောမှာတော့သူကဒီအခမ်းလေးကိုတော့ဒါစတူအခမ်းလေးတော်လည်းကောင်းအာစာချီဖို့အခမ်းလေးတော်လည်းကောင်းရထားတာပေါ့နော်ဒီနေရာတော့ကျွန်တော်တို့ဒီ ancient အကူကြီးကတော့ entertainment လုပ်ဖို့ဟိုအခမ်းရထားတယ်ပေါ့နော်အခုကတော့ကျွန်တော်တို့တချို့နေရာတွေပစ္စည်းထည့်ဖို့နည်းနည်းကြံနေတဲ့နေရာလေးရှိရဲဒါပေမဲ့ air con နေရာတော့ ဟိုအကုန်ထည့်ထားပြီးသားပေါ့နော်ကဲဒီနေရာနေပြီးတော့ကိုယ့်ရဲ့အိမ်အောက်ကိုတစ်ချက်လောက်ခန်းစားကြည့်လို့ရဘူး my god ဟောဆိုဒီပတ်ဝန်းကျင်အားလုံးကတော့ဒါ20နှစ်အဲပညာရေးအပိုင်းလူကြီးတွေကိုချပေးတဲ့ VIP ရက်ကွက်ဖြစ်တယ်ပေါ့နော်ဟိုဘက်ချမ်းဆိုရင်ဒါကျွန်တော်ခုနပြောခဲ့တဲ့တကယ်ကိုမဟာဗျူဟာမြောက်တဲ့လမ်းမကြီးနဲ့တုံးအိမ်မြောက်ပါပေါ့နော်တကယ်ရေရှည်မှာဒီလူနေရာတော့ဝယ်ဖို့တော်တော်လေးခက်ခဲမဲ့နေရာမျိုးပေါ့နော်ရောင်းလုံး ဝယ်ထားပါတော့ကိုကလည်းဟိုအင်ရှင်အကူကြီးရောင်းတော့ဗီဒီယိုအပြည့်အလောလာပြီးတော့ရိုက်ထားရပါတော့ကဲအဲ့ဆိုတော့ကျွန်တော်တို့အပေါ်ဆုံးအလောလေးကိုတွားပြီးတော့ကြီးလိုက်အောင်လားတော်တော့သုံးထပ်ကိုသုံးထပ်လုံးဆက်လက်အပြည့်ပါတော့သုံးထပ်လုံးဆက်လက်အပြည့်ဖြစ်ပါတယ်ကဲအဲ့ဆိုတော့ဒီအပေါ်ဆုံးဆက်လက်လေးပြပေးမလားဒီဘက်ခြမ်းကတော့ဒါကျွန်တော်တို့ရေတိုင်ကြီးတွေထားထားရပါတော့ ဒီဘက်ရှေ့အားလုံးကတော့ဒီလူဆက်လက်တွေကိုတီးတဲ့အလွတ်ကိုထားထားတာကဲဘယ်တော့နေလို့ထိုင်လို့ကောင်းလဲဒီမှာဆိုရင်လမ်းမကြီးမှာဆိုရင်လည်းကားတွေပါရဲသွားနေရပါတော့ဘောပဲအိမ်တွေကတော့အစ်စ်တောက်လျှောက်စောင့်နေရကျွန်တော်မြင်ရပါဖြစ်ပါလေအနောက်ကျောမှာလည်းအိမ်စောင့်နေရတွေ့ရမယ်ဘောပဲချမ်းနေဆိုရင်ဒါအိမ်ကြီးအိမ်ကောင်းတွေပဲတောက်လျှောက်ကျွန်တော်ပေါ်နေပြီပေါ့နော်ဆိုတော့ဒီလူနေရာတော့ဒါအလားလာအများကြီးကောင်းတဲ့နေရာဖြစ်တယ်ဘာလို့ဆိုရင်ကျွန်တော်တို့တကယ်တကယ်ရွှေပောက်ကဆင်းမှုဇုံနဲ့လည်းမလန်း မှရှိတယ်ပြီးရင်ဒီဘက်ချမ်းဆိုရင်ကျွန်တော်တရားဆင်းလိုက်တာနဲ့အာဒါကျွန်တော်အရှိတကုံမြောက်တကုံနဲ့ကျွန်တော်မြောက်ကလာနဲ့ဆက်နေတဲ့နေရာမျိုးပေါ့နော်ဆိုတော့အာဝယ်ထားတဲ့နေရာမျိုးဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီအိမ်ကတော့တိန်း1000နဲ့2000ဈေးဖွင့်ထားတဲ့အိမ်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဝယ်ယူခြင်းနဲ့ဆိုရင်လည်းအများဆုံးဆက်တွယ်ပြီးတော့လာပြီးတော့ဝယ်ထားဖို့တိုက်တွန်းချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်